တင်းတိုင်းမှာတော့တစ်တော့ရိုက်တာသူကညာဘက်ကြီးเนาะနေကင်းဘက်မဟုတ်ဘူးညာဟို9နာရီ10နာရီလောက်ကိုအဲ့လိုမှောင်ကြီးပြိုးစားအချိန်မှာတင်းတိုင်းမှာသွားရိုက်တာအဲ့လိုမျိုးနေရိုင်းတွင်းချိန်နေရိုင်းတွင်းချိန်ပေါ့ဟုတ်မိစ္ဆာတွေမြူတဲ့အချိန်အဲ့လိုအဲ့တော့ကိုယ်ဝင်းမှာရှင်းမနေနိုင်ဘူးလားအော်ရှိရပါ့ရှိတယ်ရှိတယ်တွေ့လဲတွေ့တယ်ကြုံရဲကြုံရအကြီးကတော့လေအဲ့လိုနေရာမျိုးတွေမှာမကြုံလို့တဲ့နေရာမရှိဘူးအဲ့လိုလမ်းကြုံလမ်းကြားတို့ ဖရဲကြောင့်ကနီးရဲ့နေရာတို့ဇရက်ဒီပိုင်းနဲ့နီးရဲ့နေရာမျိုးအဲ့လိုမျိုးနေရာမျိုးတွေမှာအဲ့လိုမျိုးတွေရှိတတ်တာပေါ့နော်တင်းငိုင်းသွားတယ်ဆိုတာလည်းဟိုပေါ့တော့ကောင်းမှုကုသိုလ်သွားပြီးတော့လုပ်တာဒီလိုတယဲမွေးလို့လို့တယဲနဲ့အလုံးလုံးလို့လည်းသွားတာလည်းမဟုတ်ဘူးတယဲတွေသွားတူလာဒါဒါနာတူလာပေါ့နော်ဟုတ် ဟိုအခုလက်ရှိမှာဆယ်မလေးရာစီနေပေါ့နော် TikTok မှာရောပောက်ရနေသူပေါ့နော်အဲတည်တဲ့လူတွေနဲ့တကွာဝိညာဉ်ပိုင်းဆရာဆရာစကားတွေပြောပြီးတော့ပေါ့နော်တည်တဲ့လူဘလို့ဘဲဘုံဘဲဌာနရောက်သွားဆိုတော့ဒီလူကိုလောက်ကိုက်နေတဲ့လူဆိုတော့ဒီကားကိုစိတ်ဝင်စားလို့လဲလာပြီးတော့အားပေးရဖြစ်ပါတယ်ခစ်ကိုလည်းချစ်လို့ ပါပြီးတော့အားပေးရဖြစ်ပါ KFN ပေါ့ KFN မှာစမကိုရန်ကလည်းဒီလက်ကိုစမလေးကိုရန်ကလည်းလှုပ်ဆောင်နေရသူဖြစ်တဲ့အတွက်ကြောင့်လေဟုတ်ကဲ့ဟုတ်သူကရှင်တဲ့သူတည်တဲ့သူအကုန်လုံးအကုန်လုံးဟောပါတယ်အဓိကတော့အဲ့လိုမျိုးတည်တဲ့သူတွေပဲရောက်နေလဲပဲဘဝရောက်နေလဲပြီးလို့ရှင်ဒါမှမဟုတ်လို့ရှင်အဲ့လိုမျိုးလူတည်လူပြောက်ပေါ့လူတည်လူပြောက်တတ်တဲ့အရာမှန်သမျှအကုန်လုံးဟောပါတယ်ရှင်ဟောမတည်တင်မဲနဲ့တည်ရတာဒါပေမဲ့နေစီကံပုံမှာပဲသူ့ရဲ့တတန်နဲ့ဒီလောက်ပဲပါသားလို့ သားလာကညာဘုတ်တပူသားအသက်က60နဲ့တနည်းဖြစ်တာကျမမွေးရပါပေါ့နော်ဟိုအဲ့လိုမျိုးပေါ့မွေးရပါပါလာဟိုပညာပါလာတယ်လို့ပေါ့နော်အဲ့လိုမျိုးဖြစ်နေဟောဟောပစ်တာကတော့ရန်ကုန်မှာဟောတာဆိုတော့တနည်းကျော်နှစ်နှစ်ဝင်းကျင်လောက်ပဲရှိတယ်ဟုတ်မျိုးရိုးရင်းမှာတော့မရှိပါဘူးဟုတ်အဲအရင်တော့ဆိုရင်ထက်ကကြတော့ makeup artist ကိုလုပ်တာလေ makeup ကိုပဲဝါသနာပါရဲ့ဒါပေမဲ့လည်းအဲအချိန်ကြီးရဲ့အချိန်ခံရဲ့အကဲအကြောင်းအရာဖြစ်တဲ့အတွက်သူကလည်းသူတိုက်ဆိုင်တာတော့ဒီပဲအလုပ်ကိုဇောက်ချပြီးတော့ပဲအခု သေးစကြလေးလုတ်ဖြစ်တာပါဟိုဟောတာပြောတာတော့အကုန်လုံးပေါ့နော်ကိုယ့်ရဲ့တိုက်ဆိုင်မှုလေးတွေနဲ့ဟိုပေါ့ပြောမယ်ဆိုရင် make up လောကမှာဒီလောက်ပြင်တဲ့လောက်မအောင်မြင်ခဲ့ဘူးဒီလောကမှာတေသူပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဟောလိုက်တဲ့အခါမှာပို့ပြီးတော့ပေါင်းရအောင်မြင်ခဲ့လို့ ဒီလက်ရှိဒီလုပ်ကိုလည်းလုပ်ရပြီးတော့ဘာသာရေးလုပ်ကိုလည်းလုပ်လို့ပေါ့ဟုတ်ဘယ်လိုဆက်သွယ်လဲဆိုတော့ဟိုတည်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ဘယ်ဘဝရောက်နေလဲအဲဘာတွေလူပေးရမလဲဘယ်ရက်ကိုရောက်နေတာမျိုးမကြွရင်ဘာလေးတွေလုပ်ပေးပါအဲ့လိုမျိုးလေးတော့ဟိုကဖြစ်ပါတယ်ရှင်လေးလာမှာပေါ့နော်ဟိုဝင်းနဲ့မိသားစုကပြက်ပြက်တာပေါ့နော်ပြက်တဲ့အချိန်မှာအားလုံးကအသေးပဲလာပြီးတော့မေးလိုက်တဲ့အချိန်မှာကျမရှိကိုရောက်တာရဲ့ကျမကနှစ်ရက်အတော်တင်းမှာပြန်ပြီးတော့ ပြန်တွေ့လိမ့်မယ်မသေးဘူးရှိရယ်ဘယ်ရက်ဘယ်ရက်မှာပြန်ဆက်တွေ့လိမ့်မယ်ဆိုတော့အဲ့တော့ကတော့ပေါ့နော်ရရလေးပြေးလိုက်တဲ့အချိန်မှာအာသက်ပြောသူလိုပါပဲစမလေးပြောသူလိုပါပဲပြန်ပြီးတော့ရအဲ့ရအဆက်တွေကြောင့်နှိုက်သားရအောင်ရနှိုက်သားရမှာပေါ့နော်တေးတဲ့လူတွေကပစ္စည်းပြောက်တဲ့တေးွားတော့သူတို့အိမ်မှာပြဿနာကြီးဖြစ်ကြတာမိသားစုအတွေ့အကြုံပြဿနာတက်ကြတက်တဲ့အခါမှာတေးွားတဲ့လူကဒီပစ္စည်းတွေကိုဗမာထားခဲ့မှမသိဘူး အဲ့အချိန်မှာဒီအိမ်မှာသွားပြီးတော့ဟောပြောပြီးတော့ပစ္စည်းပဲညမှာရှိလို့ပေါ့နော်အဲဆီယမလေးပြန်ပြီးတော့ဟောပြောပေးခဲ့တဲ့ဒီပစ္စည်းတွေကလည်းရခဲ့လို့နည်းနည်းလေးရခဲ့တာပါရှင်ဟုတ်ဆီယမလေးနဲ့ကတော့ဘယ်လို complex ဆိုတော့ကိုနဲ့လည်းပဲအဲ့လိုမျိုး ਨੇ တူတယ်ပေါ့နော် ਨੇ တူတယ်ပြီးရင်ကိုယ်တိုင်ရဲ့ဇင်းလည်းတူတယ်အဲ့လိုမျိုးပေါ့ဒီမှာဆိုလည်းအကြောင်းကိစ္စလေးတစ်ခုပေါ့အဲသူ့ရဲ့ခွဲစိတ်မှုလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ကိုနဲ့ဆက်သွယ်မိတာပေါ့အဲ့မှာကိုနဲ့သူနဲ့ဗေဒင်းတွေပါတယ်မေးနေသူပြောတာဟောတာလေးတွေမှန်တော့ အခုလည်းပဲတခြားဒီအတိုင်းဝိုင်းပေါ့နော်လူပညာအတိုင်းဝိုင်းတို့တစ်သေးအတိုင်းဝိုင်းတို့ချိတ်ဆက်ပေးနေတယ်သူရဲ့နှဖုံးနှက်ကံကလည်းတက်သွားတော့တကယ်ကိုသူကနှက်ဝင်တဲ့အစ်စ်ဖြစ်သွားတာပေါ့နော်ဟိုဒီရန်ကုန်မှာဆိုလို့ရှိရင်စိုက်ဆရာမလေးကာလီမန်မတ်ထက်ဆိုလူတော်တော်များများသိတယ်ပြီးရင် follower တွေဆိုလည်းပဲသူကမီလီယံကြီးရပေါ့နော်အဲ့တော့သူကပေါင်းရောက်တဲ့သူတယောက်ဖြစ်တဲ့အတွက်သူနဲ့ကိုနဲ့ကတော့ဟိုပြောရရင်တော့တွေ့ရတာကောင်းတော့တွေ့ဆုံခြင်းပေါ့ဒီမြန်မာလေးနဲ့တွေ့တာဟုတ်ကဲ့ အဲ့လိုမျိုးတော့စမ်းတာပေါ့ကိုကကိုကအရင်ဆုံးအနီးကပ်စမ်းတာလေကိုကမဟုတ်ဘူးကိုကပုံကိုတွေကိုယုံတယ်နတ်တွေတကယ်ရှိတယ်ဆိုတာလည်းယုံတယ်ဒါပေမဲ့နတ်ဝင်တယ်တော်တော်များများကိုကျွန်မမယုံတတ်တဲ့အထက်မှာပါတယ်ဒါပေမဲ့ဒီ main ကလေးကကျတော့ तू ကလက်တွေ့ပြတယ် ကမကျဲကျမဒီလိုဒီလိုအဲအဲ့လိုမျိုး तू ကတော့ကထိန်ခင်းဖို့အခု letter လောက်လောက်တာတော့ तू သိတရတော့မှန်းထားတယ်အဲ့သိတရကသူတပတ်အတွင်းရှာတာတပတ်မဟုတ်နှစ်ရက်နဲ့ပတ်စံရအောင်အေးနှစ်ရက်အတွင်းကိုဟောချလိုက်တဲ့အချိန်ကသူ့ကိုသိချင်အောင်လူမဲ့သူတွေရနေပြီးတော့လေမှန်လို့တိုက်ဆိုင်မှုရှိလို့ဆိုပြူပေးရနေပြီးတော့အဲ့ပတ်စံပြည့်သွားတယ် အဲ့မှာသူကဟောသူကတော့ဒါသူ့ကောင်ဘောကနတ်ကတော်တော်တော့စွမ်းတယ်လို့ဆိုကိုယုံကြည်သွားတာပေါ့ပြီးတော့စိတ်လက်ဆော့စိတ်လက်ဆော့စိတ်လက်ဆော့လေရအဲ့လိုမျိုးသူကပေါ့နော်သူလိုချင်တာလေးအဲ့လိုတောင်းတလိုက်တာနဲ့လေအဲ့လိုတပတ်အတွင်းကိုအဲ့လိုမျိုးဟတ်ချလောင်းနေဖြစ်တာလူမဲ့သူကပေါ်ပေါ်လာပေါ့နော်ဒါသူ့ကောင်ဘောကနတ်တည်းရဲ့အစွမ်းပေါ့နော်နတ်ဝင်တယ်ဆိုတာ အပမဲ့လူတွေလည်းနှဝင်တဲ့ဖြစ်စင်လို့ဖြစ်လို့မရဘူးသူရဲ့ပါရမီအထုံရေဆက်ပါမှနှဝင်တဲ့ဖြစ်တာလေအဲ့လိုအဲ့လိုပြောတော့နော်အကြောင်းလားကြည့်တော့မကြည့်ရသေးဘူးဒါပေမဲ့သူ့ရဲ့ထွေးသားလေးတွေကြည့်တာကတော့နည်းနည်းလေးပေါ့ amazing amazing ဖြစ်တယ်ပေါ့နည်းနည်းလေးစိတ်ဝင်စားမှုကောင်းတယ်လေပြီးတော့သူနဲ့ပတ်သက်တဲ့ဆံမအုံမာကျော်အားဆိုတာလေတားမိလို့လည်းဖြစ်တဲ့အတွက်အဲ့လိုလေးပေါ့ဟိုဟာဖြစ်နေတာ Kick Fan ပေါ့သူကတော့ Kick Fan ဆိုတော့ကိုရီးယားလည်း Kick Fan ဆိုတော့ နတ်ဝင်တယ်ဆိုတော့ကိုရီးယားလည်းပဲနတ်တွေကိုယုံတဲ့သူတွေဆိုတော့ဒီဇက်ညွန်းလေးကိုကိုကဘယ်လိုအများရိုက်ပြမလဲပေါ့စိတ်ဝင်စားမှုစိတ်ဝင်စားလို့ပေါ့စိတ်ဝင်စားမှုအပြည့်ရှိတဲ့အတွက်ကိုသူနဲ့ကိုနဲ့ကဒါသွားပြင်အောင်သွားရမယ်ဒီပွဲတော့တက်မှရမယ်ဆိုပြီးတော့တက်လိုက်တာပါဟုတ်ကဲ့အော်ရှိပါရဲ့အဲ့လိုမျိုးဖြတ်သွားတာမျိုးဒါပေမဲ့မကျွတ်တဲ့လူတွေကိုမြင်တဲ့အခါကျလို့ရှိရင်အသက်ဘယ်တော့မှမမြင်အောင်တချမ်းဆောင်းလာတို့ရုတ်တရက်ဖြတ်သွားတာတို့ရုတ်တရက်ထိုင်ရတာအဲ့လို shut out တို့အဲ့လိုလက်တို့စပင်းတို့အဲ့လိုမျိုးပဲမြင်တယ်အတိအကျတော့ဒီလိုလူတွေကိုမြင်တယ်လို့တော့မမြင်အောင်ပေါ့ မရှိဘူးကျမဘာသာရေးကိုလုပ်တယ်ပြီးတော့ကျမအလူလုပ်ရတာလဲဝါသနာပါတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ကိုကျမပို့ပြီးတော့လဲခင်တွေ့တယ်ပို့ပြီးတော့လဲကောင်းကုန်ကုသိုလ်အမြဲတမ်းသူတို့အတွက်ကိုအမြဲတမ်းလဲရည်ရွယ်ပြီးတော့လူတွေကဒီအလုပ်လုပ်စားတယ်ဆိုတော့ तू ကတင်းကြိုင်းချက်လို့တော့မရဘူးအမြဲတမ်းသူကြည့်လိုက်ရဲ့ဟဲ့မတ်တဲ့နေပဲရောက်နေလဲဆိုတော့ဟုတ်တင်းကြိုင်းမှာအလူသွားလုပ်နေတယ်သူကတရေတွေအလူသွားသွားလုပ်တာပေါ့ မှန်တကယ်တော့တရေတွေကလည်းပဲတစ်ခါကြိုက်ကျွေးမဲ့သူမရှိရင်တနာပါတယ်လေနော်သူတို့လိုမျိုးနှက်ဝင်တဲ့တွေရှိမှသူတို့လည်းစားရတယ်ထင်ပါတယ်အဲ့တော့လေ तू ကအများနဲ့သူ့မေးလိုက်လေမအမတော်မဖဲဝါကိုသွားပြီးတော့ကတော့ပွဲပေးတယ်တို့တရေတွေကိုတရေစားသွားကျွေးတယ်တို့အဲ့လိုမျိုးဆိုတော့ကိုလည်းပဲလေအော်အေးပါကားမှလည်းတရေတွေကျွေးတော့လည်းကုသိုလ်ရပါတယ်ကိုလည်းအဲ့လိုပဲပြောလိုက်ပါတယ် तू ကတော့ဒါသူ့ရဲ့လုပ်ငန်းပေါ့နော်သူ့ရဲ့အစီအစဉ်ပေါ့အဲ့ဟိုဂျောင်းကဆိုရင်တော့လေအဲ့နေရာမှာဘေးရင်ဟောဖို့အတွက်သွားတာပေါ့ကိုလည်းတော့အဲ့နေရာမှာကားပြတ်သွားတာ ကားလည်းပြက်လည်းပြက်လည်းပြက်ပေါ့အဲ့လိုလိုအဲ့အိမ်ညာမှာပေါ့နော်ကောင်မလေးတိကကားအစီရဖြစ်ပြီးတေသွားလို့ပေါ့နော်မချွတ်မလွတ်တာပေါ့ဖြစ်နေရပေါ့အိမ်ညာမှာပေါ့အဲ့အတွက်ကြောင့်ကိုနဲ့အဲ့လိုမျိုးပတ်သက်ရပတ်သက်ကြောင်းကြုံတဲ့အတွက်ကြောင့်ဟိုဘကူညီနိုင်စရာရှိတာလေးကိုပေါ့ညီပေးတယ်သူ့အတွက် လူပြောင်လေးလူပေးလိုက်ပါတယ်ဟုတ်အဲမဖဲကတော့မမြင်ဘူးပါအဲမဖဲအဲမဖဲကတော့ကတော့ပွဲပေးတာပေါ့နော်ပြင်အောင်တင်ဆိုင်ပါဟုတ် အဲ့လိုမျိုးမပဲဟောအောင်ကြအမေကြီးကကျတော့ तू อ่ะပေါ့เนาะဒါဒီတင်းကြီးမှာစောင့်တာပေါ့အဲ့လိုမျိုးတင်းကြီးမှာစောင့်တာဆိုတော့ဟိုအဲ့လိုမျိုးတော့အပြင်မှာတော့မြင်ရဲဆိုတာတော့မရှိပါဘူးပြီးတော့မချွတ်မလွတ်တဲ့လူတွေကိုလည်းမြင်လာလို့ရှိရင်ဒီလိုဒဲတွေ့ရဲဆိုတာမရှိဘူးဟောအရန်ပင်မန်းရတဲ့တချို့ကကြတော့လည်းပေါ့နော်အိမ်တော်ကြီးအစ်စ်မပြေလို့လာကြတယ်တချို့ကကြတော့လည်းအိမ်လေးချင်းနဲ့ရောင်းကျင်တယ်ဒါပေမဲ့ဘလောက်ပဲဆရာတွေကဆွဲဆွဲဘလောက်ပဲဟိုပေါ့နော်ပညာတွေကတော်လို့ပဲလှုပ်လှုပ် တချို့ရောင်းမဲ့အိမ်တွေပါဆိုမထွက်ဘူးအဲ့ဒါကြာဘာဖြစ်လဲဆိုမချွတ်မလွတ်တဲ့လူတွေကနှောက်ထားတာမျိုးတို့မချွတ်မလွတ်တဲ့လူတွေကရှိအဲ့ဒါကြာတော့တို့နဲ့တို့ခွင်တောင်းတို့နေရာပိုင်စားပေးအဲတို့မေတ္တာပို့အမျှဝေပြီးတော့မှကိုဖြစ်ချင်တဲ့ဟာလေးတွေကိုလက်ကျန်ပြီးအားကြောင်းပါအဲ့လိုမျိုးတိုက်ပြူပါတို့ပါအဲ့လိုမျိုး เนาะအဲ့လိုမျိုးပေါ့သူတို့အတွက်ပေါ့ခါလေကြရင်လေတေတေတဲ့လူနဲ့ရှင်တဲ့လူနဲ့ဘေးနဲ့တွေ့ရရင်တေတဲ့လူတွေ့ရတဲ့အခါမှာပို့ပြီးတော့ပင်မန်းတယ်ပို့ပြီးတော့လည်းပင်မန်းတယ်ပို့ပြီးတော့လည်းအားကုန်တယ်ပို့ပြီးတော့နှစ်ဆပေါ့เนาะဟုတ်သူတို့အတွက်ဘာပြောလဲဆိုတော့ကိုမှာစိတ်ပင်မန်းမှုလည်းရှိရတယ်တခါကြလို့ရှိရင်အဲ့လိုမျိုးမချွတ်မလွတ်တာတွေရှိတဲ့အတွက်စိတ်မကောင်းခြင်းညားစွာလည်းရှိခဲ့တယ်ပေါ့တချို့ကြတော့လည်းမိသားစုကလုံမပေးတာမျိုးကြအဲတချို့ကြတော့လည်းသူတို့လုံပေးတာတွေကိုမရတတ်ခဲ့တာတွေကြောင့်ပေါ့เนาะသူတို့အမျိုးမျိုးပုံပုံနဲ့ကြုံပေးရပါရဲ့ရှင်ဟုတ်လက်ပို့ပြီးတော့ နဲ့ဝင်တဲ့ရုပ်ရှင်ကားကြီးတဲ့ရုပ်ရှင်ကားကြီးဒီထက်ပိုပြီးတော့အောင်မြင်မှုများများစွာရှိပါစေ။များများအောင်မြင်ပြီးတော့ဝင်ငွေဆန်ချိန်နဲ့ချိုးနိုင်ပြီးတော့ဝင်ငွေတွေအများကြီးရပါစေလို့ဆုတောင်းပေးပါရစေနော်။